ညာနဲ့တကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားမိဖြင့်အင်္ဂုတ္တရနိကေအထကနိပပါဠိတော်မှာလာရှိတဲ့ဥတ္တရဝိပတ္တိတုတ်တံတရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်ပါတယ် ဩတရဝိပတိတုတ်တံဆိုတာအရှင်ဩတရမထေမြတ်နဲ့တရားမင်းတို့အပြန်အလှန်ပြောဆိုမှုကိုမတန်းတင်ထားတဲ့တုတ်တံတရားတဖို့ဖြစ်ပါတယ်တခါတုန်းကအရှင်ဩတရမထေမြတ်ကယဟန်တော်တွေကို တရားစကားမိန်ကြတယ်ဘလို့မိန်တယ်လဲဆိုတော့ငါရှင်တို့တခါတရံမျိုးမှာအတ္တဝိပတိလို့ခေါ်တဲ့မိမိရဲ့ပျက်စီးမှုဆုံးချုံမှုတွေကိုစင်စင်သာကောင်းတယ်တခါတလေကိုယ့်ရဲ့ပျက်စီးမှုတွေကိုယ့်ရဲ့ဆုံးချုံမှုတွေကိုစင်စင်ပေးရတယ် ဘာကြောင့်ဆုံးချုံသွားတာလဲဘာကြောင့်ပျက်စီးသွားတာလဲသင်္ကန်းစာယူမလို့ပေါ့နော်သင်္ကန်းစာယူရကိုယ့်ရဲ့အမှားတွေကိုယ့်ရဲ့ပျက်စီးမှုတွေကိုယ့်ရဲ့ဆုံးချုံမှုတွေကိုဆင်ခြင်ပြီးတော့နောက်တစ်ခါဒါမျိုးမဖြစ်ရအောင်သင်္ကန်းစာယူရတယ်ဒါကြောင့်အရှင်ဥဒ္ဒရာမထေရမြတ်က တခါတရံမျိုးမှာမိမိရဲ့ပျက်စီးမှုဆုံးချုံမှုတွေကိုစင်စင်တာမျိုးဟာကောင်းတယ်။နောက်နံပါတ်2တခါတရံမျိုးမှာပရဝိပတ္တိသူတစ်ပါးရဲ့ပျက်စီးဆုံးချုံမှုတွေကိုစင်စင်ပေးတာလည်းကောင်းတယ်။သူများအမားကနေသင်ခန်းစာကြည့်ဝတာပေါ့။သူများတွေပျက်စီးသွားတာတွေမြင်နေရတယ်ကြားနေရတယ်။သူများတွေဆင်းရဲနေတာတွေမြင်နေရတယ်ကြားနေရတယ်။ အဲ့ဓာတွေကိုသင်ခန်းစာယူရမှာဖြစ်တယ်ပေါ့ဘာကြောင့်ပျက်စီးသွားတာလဲဘာကြောင့်ဆုံးရှုံးသွားတာလဲအဲ့လိုသူတစ်ပါးရဲ့ပျက်စီးမှုဆုံးရှုံးမှုတွေကိုရှင်းရှင်းပြတာလဲကောင်းတယ်နောက်နံပါတ်3အတ္တတံပတိမိမိရဲ့ပြည့်စုံမှုတွေကိုလည်းတခါတရံဆင်ရှင်ပေးတာကောင်းတယ်မိမိကကြီးပွားနေတယ်တိုးတက်နေတယ်အောင်မြင်နေတယ်ဆိုရင်လည်း ဘာကြောင့်ကြီးပွားနေတာလဲဘာကြောင့်တိုးတက်အောင်နေတာလဲကိုကိုကိုပြန်သုံးသပ်ပြရတယ်ပြန်လဲသုံးသပ်မှုမရှိဘူးဆိုလို့ရှိရင်အဲ့ဒီပုံကောတိုးတက်ဖို့အောင်မြင်ဖို့ကလမ်းခေးရနော်ပိတ်ပင်သွားတတ်တယ်ကိုကိုကိုလည်းအမြဲတမ်းသုံးသပ်နေရတယ်အောင်မြင်နေလားကြီးပွားနေလားဆုံးယုတ်နေလား ောင်မြင်နေလဲဘာကြောင့်အောင်မြင်နေတာလဲဆုပ်ယုပ်နေလဲဘာကြောင့်ဆုပ်ယုပ်နေတာလဲဆိုတာသုံးသပ်ပေးရတာပဲဒါကြောင့်အရှင်ဥဒ္ဒရာမထေရမြတ်ကတခါတည်းမှာမိမိရဲ့ပြည့်စုံမှုတွေကိုလည်းဆင်ရှင်ပေးတာကောင်းတယ်နောက်နံပါတ်၄ပရတံပတ္တိသူတစ်ပါးရဲ့အောင်မြင်မှုတွေကိုသူတစ်ပါးရဲ့ပြည့်စုံမှုတွေကိုလည်းဆင်ရှင်ပေးတာကောင်းတယ်အဲ့ဒီလူအောင်မြင်နေတယ်ဆိုလို့ရှိရင်ဘာကြောင့်အောင်မြင်နေတာလဲဘလို့အောင်မြင်နေတာလဲ နော်အဲ့လိုမျိုးသူများရဲ့အောင်မြင်မှုတွေကိုလည်းစင်စင်ပေးရင်လည်းကိုယ့်အတွက်အတူတူစရာတွေရှိတယ်ပေါ့အလုံးပေါင်း၄ချက်ပေါ့နော်တခါတရံမှာမိမိရဲ့ပျက်စီးဆုံးရှုံးမှုတွေကိုစင်စင်ပေးရတယ်တခါတရံမှာသူတစ်ပါးရဲ့ပျက်စီးဆုံးရှုံးမှုတွေကိုစင်စင်ပေးရတယ်တခါတရံမှာမိမိတို့ရဲ့အောင်မြင်မှုတွေကိုစင်စင်သုံးသပ်ပေးရတယ်တခါတရံမှာသူတစ်ပါးရဲ့အောင်မြင်မှုတွေကိုစင်စင်သုံးသပ်ပေးရတယ်လောကကြီးမှာတိုးတက်ခြင်းနဲ့သူတိုင်းအောင်မြင်ခြင်းနဲ့သူတိုင်းဟာ အမြဲတမ်းသုံးသပ်နေရတယ်ကိုကိုကိုလည်းသုံးသပ်နေရတယ်သူတို့ဘာကိုလည်းသုံးသပ်ပေးရသင်ငန်းစာတွေယူတင်တာယူရတယ်အမှားတွေကိုပြင်တင်တာပြင်ရဒါမှကြီးပွားမှုတိုးတက်မှုဆိုတာဖြစ်မှာပေါ့တခါလာလဲဒီတိုင်းပဲတခါလာလဲဒီတိုင်းပဲဆိုရင်သူ့ရဲ့ကြီးပွားမှုတွေအောင်မြင်မှုတွေကရက်တက်နေမှာပေါ့အဲကြောင့်အမြဲတမ်းနော်တိုးတက်အောင်လို့စင်စင်သုံးသပ်ပေးနေရတယ် ေကောင်းကင်အဲ့တော့အရှင်ဩဒရမထေမြတ်ကယဟန်တော်တွေကိုရှင်ရှင်သုံးသပ်မှုနဲ့ပတ်သက်ပြီး၄မျိုးပြောပြတာပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ဝတ်တဝန်နမင်းကြီးကကိစ္စတစ်ခုနဲ့အဲ့ဒီနေရာကိုရောက်နေတာအရှင်ဩဒရမထေမြတ်တရားဟောတဲ့နေရာကိုရောက်နေတာဝတ်တဝန်နမင်းကြီးကအဲ့ဒီတရားကိုကြားသွားအဲ့ဒီအကြောင်းတော့သူကသဘောကျတယ်သဘောကျတော့သူချက်ချင်းပဲ သူတို့ရဲ့လက်တော်တနင်းတရားမင်းစီကိုအရောက်သွားပြီးတော့တတဦးတင်တယ်ပေါ့အရှင်တရားမင်းလူပြည်မှာအရှင်ဩတရမထေမြတ်ကဒီတရားဒီတရားကိုဟောနေတယ်တရားမင်းလည်းစိတ်ဝင်စားကောင်းလိုက်တဲ့တရားပေါ့နော်တကယ်အောင်မြင်ခြင်းတဲ့သူတိုင်းဟာဒီလေးချက်ကိုသုံးသပ်ရမှာပေါ့မိမိရဲ့အောင်မြင်မှုစိုးရုံမှုသူတစ်ပါးရဲ့အောင်မြင်မှုစိုးရုံမှုဒီလေးချက်ကိုသုံးသပ်နေရမှာပဲစီဝါရေးပဲလုံးလုံးတရားဓမ္မပဲအထုတ်အထုတ် ဒီလေးချက်ကိုအမြဲတမ်းသုံးသပ်နေရတယ်ဆိုတော့တရားမင်းလည်းစိတ်ဝင်စားတာနဲ့ချက်ချင်းပဲလူပြည်ကိုရောက်လာပြီးတော့အရှင်ဥဒ္ဒရာကိုပြောတယ်အရှင်မယားအရှင်မယားကဒီတရားတွေဟောတယ်ဆိုတော့မိမိရဲ့ကြီးပွားမှုဆုံးယုံမှုသူတစ်ပါးရဲ့ကြီးပွားမှုဆုံးယုံမှုကိုစင်ချင်ရကောင်းတယ်လို့အရှင်မယားဟောတယ်ဆိုဟုတ်လားဟုတ်ပါတယ်ငါအဲ့ဒီတရားကိုဟောတယ်ပေါ့အရှင်မယားနဲ့ဒီလောက်ကောင်းတဲ့တရားဟာ ်အရှင်ဘုရားရဲ့ကိုပိုင်တရားလားဒါမှမဟုတ်မြတ်စွာဘုရားရဲ့တရားလားနော်ဒီခုနကပြောတဲ့သူတို့မရဲ့ကြီးပွားမှုဆုံးယုံမှုမိမိရဲ့ကြီးပွားမှုဆုံးယုံမှုကိုစင်စင်တာမျိုးဟာကောင်းနေဆိုတဲ့တရားမျိုးဟာဒီစကားဒီအရှင်ဘုရားရဲ့ကိုပိုင်စကားလားကိုပိုင်တရားလားဒါမှမဟုတ်ဘုရားရဲ့စကားလားဘုရားရဲ့တရားလားဆိုတော့အရှင်ဥဒ္ဒရာကပြောတယ်တကားတော့တရားမင်းတဲ့ ပမာလေးတစ်ခုပြောမယ်။ရွာတရွာမှာစဘာပုံကြီးတစ်ပုံရှိတယ်ဆိုပါစို့။အဲ့ဒီစဘာပုံကြီးကနေလူပေါင်းမြောင်များစွာကနိုင်တလောက်စဘာတွေလာတဲ့ကြတယ်။တချို့ကတောင်းနေနဲ့တဲကြတယ်။တချို့ကအိတ်တွေနဲ့တဲကြတယ်။တချို့ကသကောတို့ဘန်းတို့နဲ့တဲကြတယ်တချို့ကကပိုက်ဆောင်မှာထည့်ပြီးတဲကြတယ်ကိုနိုင်တဲ့လောက်ကိုနီးကိုဟန်နဲ့စဘာတွေကိုလာတဲကြတ ဆိုတော့အဲ့ဒီမှာလူတယောက်ကသူတို့ကိုဓာတ်အောင်ဖြတ်ပြီးတော့မေးတယ်။ဦးလေးတို့အတော်တို့အကိုတို့အမတို့ဒီစပားတွေကဘယ်ကနေယူလာတာတုံးလို့မေးလိုက်တဲ့အခါမှာအလုံးကတညွတ်တညွတ်တည်းဖြေတယ်။အော်ဟိုးရွာနာမှာရှိတဲ့စပားပုံကြီးကနေသဲလာတာ။တောင်းနဲ့သဲတဲ့လူလဲအဲ့စပားပုံကြီးကနေသဲလာတာ။ဘန်းနေစကောတွေနဲ့သဲတဲ့သူလဲအဲ့ဒီစပားပုံကြီးကနေသဲလာတာ။ အဲ့နဲ့တဲတဲ့သူလဲစဘာပုံစံနေတဲလာတာဒကာတော်တရားမင်းတဲ့အဲ့ဒီဥပမာအတိုင်းပဲလောကမှာနော်ကောင်းစွာဟောကြားထားအပ်တဲ့ဇကားတွေဟာဘုရားရဲ့ဇကားတွေဖြစ်ပါတယ်တို့တွေတရားဟောနေတယ်ဆိုတာဘုရားရဲ့ဇကားတွေကိုယူဟောနေတာပါတို့ရဲ့ကိုယ်ပိုင်တရားဇကားမဟုတ်ပါဘူးတဲ့ဘုရားရဲ့ဇကားသာဖြစ်ပါတယ် လူတွေဟာစဘာပုံကြီးရနေစဘာတွေတဲ့တယ်လို့တို့တပည့်တော်ဘကတွေရလဲဖရားရဲ့စကားပုံကြီးရနေစကားတွေယူပြီးတော့ဒကာဒကမတွေကိုဟောပေးနေတာပါအဲ့တော့တို့ရဲ့ကိုပိုင်စကားမဟုတ်ဘူးဒါဖရားစကားသာဖြစ်တယ်တော့စကားမြဲတော်တော်လေးသဘောကျဥပမာလေးကိုလည်းသဘောကျအဲ့နဲ့တရားမြင့်ကဖြစ်ဆက်ပြီးထကြောက်တယ်ဟုတ်တယ်ရှင်ဗျာတဲ့ဒီတရားကိုမြတ်စွာဘုရားဟောမှုတယ်တခါတရံမှာမိမိရဲ့ပျက်စီးမှု ဆုံးယုံမှုအောင်မြင်မှုကိုဆင်ခြင်ရမယ်ဆိုတဲ့တရားတခါတည်းမှာသူတစ်ပါးရဲ့ပျက်စီးမှုဆုံးယုံမှုအောင်မြင်မှုကိုဆင်ခြင်ရမယ်ဆိုတဲ့တရားကိုဘုရားဟောမှုတယ်ဘယ်တော့ကဘုရားကိုယ်တိုင်ဟောမှုတယ်လဲဆိုတော့ရာဇဂျိုပြည်ကိစကုတ်တောင်မှာတရင်သုံးနေတဲ့အချိန်အရှင်ဒေဝတက်ကိုအကြောင်းပြုပြီးတော့ဘုရားဟောမှုတယ်အရှင်ဒေဝတက်ကမြတ်စွာဘုရားကိုရံညှိုးဖွဲ့ပြီးတော့နော်တပ်ဖြတ်ဖို့စူးစမ်းခဲ့တာလေတန်ခါသိမ့်ခွဲဖို့စူးစမ်းတယ်ဘုရားကို တက်ဖို့ကြိုးစားတယ်အနာတွေကိုအကြောင်းပြုပြီးတော့ဘုရားဟောတာလားဘုရားကမပြောသလဲဆိုတော့ယဟန်တို့တဲ့တခါတည်းမှာမိမိရဲ့ပျက်စီးမှုစင်ကြင်နာကောင်းတယ်တခါတည်းမှာသူတစ်ပါးရဲ့ပျက်စီးမှုတွေကိုစင်ကြင်နာကောင်းတယ်တခါတည်းမှာမိမိရဲ့အောင်မြင်မှုတွေကိုစင်ကြင်နာကောင်းတယ်တခါတည်းမှာသူတစ်ပါးရဲ့အောင်မြင်မှုတွေကိုစင်ကြင်နာကောင်းတယ်ဘဝဆိုတာအတက်အကျရှိတယ်ပေါ့ သူသူကိုကိုအမြဲတမ်းအောင်မြင်နေတာမဟုတ်ဘူးအမြဲတမ်းကြာချုံနေတာမဟုတ်ဘူးကြာချုံတဲ့ခါလဲကြာချုံတယ်အောင်မြင်တဲ့ခါလဲအောင်မြင်တယ်အဲ့ဒါတွေကိုဆင်ခြင်ပေးရတယ်သုံးသပ်ပေးရတယ်ဘဝဆိုတာအနေအမြင်ရှိတယ်အတက်အကျရှိတယ်လောကဓာတ်တရားတွေရှိတယ်ဆိုတော့အဲ့ဒါတွေကိုများများကြီးဆင်ခြင်ပေးရတယ်ဆိုတော့မြတ်စွာဘုရားကဆက်ပြောတယ်ဒီအရှင်ဒေဝတ္တဟာတဲ့ ငရဲကြမဲ့ပုံကိုပဲဘလို့မှကုစားလို့မရတော့ဘူးသင်္ချာပေါက်ကို အပယ်ကိုသွားမဲ့ကောင်ဘုရားကအရှင်ဒေဝတက်ကိုပြောတာဘာဖြစ်လို့သူဒီအပယ်ကိုကြရတလဲဆိုတော့အချက်၄ချက်ရှိတယ်အချက်၈ချက်ရှိတယ်အရှင်ဒေဝတက်အပယ်ကြရခြင်းအကြောင်း၈ချက်ရှိတယ်နံပါတ်၁ကလက်လာပါအရှင်ဒေဝတက်ဟာလက်လာပါတွေကြောင့် အပင်ကိုကြာမှာဖြစ်တယ်လက်လာဘကိုနန်းငန်းတက်လူချင်းနေတာလက်လာဘပေါများခြင်းနဲ့လက်လာဘတွေကိုလူချင်းနဲ့စိတ်ကြောက်မလုံတဲ့နာတွေလုံမိတယ်မပြောတဲ့နာတွေပြောမိတယ်ဒါကြောင့်အပင်ကြတာအရှင်ဒီဝတ်တက်ကိုလက်လာဘကလွှမ်းမိုးသွားတယ်နံပါတ်1ကလက်လာဘနံပါတ်2ကအလာဘလို့ခေါ်တယ်လက်လာဘမရရင်လည်းသူမခံနိုင်ဘူးဒေါသတွေဖြစ်တယ် လက်လဘရတော့လည်းပဲလောဘတွေဖြစ်ပြီးတော့လက်လဘမရတော့လည်းဒေါသတွေဖြစ်တယ်။နော်အကောင့်လောကရနဲ့ကြုံရင်လောဘတွေဖြစ်ပြီးတော့အဆိုးလောကရနဲ့ကြုံရင်ဒေါသတွေဖြစ်တယ်။အဲ့တော့လက်လဘတွေရှုတ်တယ်သွားတဲ့အခါမရှင်သေးဘူးတဲ့မခံနိုင်ဘူး။မခံစားနိုင်ဘူး။ဆိုတော့ဒေါသတွေဖြစ်အဲ့တော့လက်လဘရတော့လောဘဖြစ်လက်လဘမရတော့ဒေါသဖြစ်ဒါကြောင့်သူအပေကြမှာ။နံပါတ်3ယတ္တ အချမ်းရံအရှင်ဒီဝိတ္တလက်လာပါတွေပေါ်တဲ့အချိန်မှာသူ့နာမှာယဟန်တွေပတ်ပတ်လဲဝိုင်းလက်လာပါမတ်တတ်သူတွေကအဒီဝိတ္တနာမှာဝိုင်းနေကြတယ်အဲ့တော့အချမ်းရံတွေပေါ်များတယ်ပေါ့အရှင်ဒီဝိတ္တမှာအဲ့တော့အချမ်းရံတွေပေါ်များတဲ့တကြောင်လဲအရှင်ဒီဝိတ္တကမာမာနာတွေတက်ဖျားဖြစ်ရှင်တဲ့စိတ်တွေပေါ်လာအဲ့တော့အဲ့ဒီစိတ်တွေကြောင့်ပဲအပယ်ကြတာပဲပေါ့ တခါအရှင်ဒေဝနဲ့လက်လာပါတွေဆွေးထုတ်သွားတဲ့အခါမှာအချမ်းရံလေးမရှိတော့အယတလို့ခေါ်တယ်နံပါတ်၄ကအချမ်းရံနဲ့သွားတယ်လူတွေရဲ့သဘောတရားကနော်စီစဉ်ဥစ္စာတွေရှိရင်တမျိုးမရှိရင်တမျိုးရှိတဲ့အချိန်မှာအနားမှာဝိုင်းနေပြီမဲ့စီစဉ်ဥစ္စာတွေချို့တဲ့သွားတဲ့အခါမှာကိုယ်နာမှာဘယ်သူမှမကတ်တော့ဒါလောကရဲ့သဘာဝတစ်ခုပဲပေါ့အဲ့တော့အရှင်ဒေဝနဲ့အဲ့အရာတွေကိုခံရတယ်သူ့မှာလက်လာပါတွေပေါ်နေတဲ့အချိန်မှာသူ့နာမှာဝိုင်းဝိုင်းလဲ လက်လိုက်ပါလေနဲသွားတဲ့အချိန်မှာသူ့နာမမရှိတော့ဘူးအဲ့တော့အရှင်ဒီဝိတ္တအဲ့ဓာတွေကိုမခံစားနိုင်ဘူးကြည့်လေအရှင်သာလိဘုဒ္ဓရာတို့အရှင်မောကလန်တို့တရားဟောလိုက်တဲ့အတွက်ကြောင့်အရှင်ဒီဝိတ္တနဲ့အတူပါသွားတဲ့ဥပဇင်းလေးတွေအပေါင်း900နော်ပုဒ္ဒဗံဖြစ်သွားတာပုဒ္ဒဗံဖြစ်ပြီးတော့အရှင်သာလိဘုဒ္ဓရာအရှင်မောကလန်နောက်ကိုပြန်လိုက်သွားကြတာအဲ့ဒီမှာအရှင်ဒီဝိတ္တမခံစားနိုင်ဘူးတွေးအံထွက်တာလေး သူ့ရဲ့ပြိတ္တအပန်း900ဖျားစီကိုပြန်ပါသွားရခေါင်းသားဆိုပြီးတော့မခံစားနိုင်လို့တွေးတယ်အန်ထွက်တာလေဒါကြောင့်အရှင်ဒေဝတဲ့အပယ်ကြတယ်ဆိုတာလက်လံပါပေါများပြီးတော့လောဘတွေဖြစ်ပြီးအပယ်ကြမှာလက်လံပါတွေဆွရုပ်သားတဲ့ကြောင့်ဒေါသတွေဖြစ်ပြီးအပယ်ကြမှာအချမ်းရံတွေပေါများပြီးတော့အဲ့ဒီမှာလောဘတွေတက်မာနတွေတက်ပြီးအပယ်ကြမှာအချမ်းရံပြိတ္တတွေနှဲသွားတဲ့အခါမျိုးကြောင့်နော်မခံနိုင်မခံစားနိုင်ဘူးဒေါသတွေဖြစ်ပြီးအပယ်ကြမှာ နောက်တစ်ခါတက္ကာရဥဇောတက္ကာရတက္ကာရကမတွေဒီဝတ္တကိုအထင်ကြီးကြတယ်အရှင်ဒီဝတ္တတကူးကြီးတယ်တကူးကြီးတယ်အထင်ကြီးကြတယ်အဲ့တော့အရှင်ဒီဝတ္တကိုဥဇောကြတယ်တက္ကာရကမတွေနော်တလေးတစားပူဇော်ကြတယ်အရှင်ဒီဝိဒကအဲ့ဒီပုံမှာตายရတယ်ပူဇော်တက္ကာရဒီပုံမှာตายရတယ်ဒါကြောင့်အပယ်ကြတာတက္ကာအရှင်ဒီဝိဒရဲ့လောက်ရက်ဒီပေါ်သွားတယ်အာအရှင်ဒီဝိဒကလူယုံမာကြီးပဲ မြတ်စွာဘုရားကိုလောက်ကြံတာအရှင်ဒေဝတက်ပဲဆိုပြီးတော့အရှင်ဒေဝတက်ရဲ့လောက်ရက်တွေပေါ်သွားတဲ့အခါမှာအရှင်ဒေဝတက်ကိုတက္ကရာမတွေကမပူဇော်တော့သူ့ရဲ့တပည့်ရင်းဖြစ်တဲ့ဇာရသက်ကိုယ်တိုင်ကအရှင်ဒေဝတက်ကိုပြခါသွားပြစ်သွားပြီဆိုတော့အဲ့ဒီမှာ तू မခံစားနိုင်တော့ဘူးလေအကြောင်သူပူဇော်တက္ကရာတွေရှိတဲ့အချိန်တုန်းကလောဘတွေတက်ပြီးတော့အပယ်ကျနိုင်တယ်ပူဇော်တက္ကရာမရှိတဲ့အခါမှာလည်းပဲဒေါသဖြစ်ပြီးအပယ်ကျမှာပဲ နောက်နံပါတ်9ကတော့ပါပိစလို့ခေါ်တယ်အလိုဆိုးတွေအလိုဆိုးဆိုတာကမဖြစ်သင့်တဲ့လောဘတွေနော်ဖြစ်သင့်လို့ဖြစ်တာမျိုးမဟုတ်ဘဲနဲ့မဖြစ်သင့်မဲနဲ့ဖြစ်တဲ့လောဘပါပိစအရှင်ဒေဝဒရဲ့အလိုဆိုးကဘာလဲဆိုတော့ဖျားဖြစ်ခြင်းနဲ့စိတ်ဖျားဖြစ်ခြင်းပါရမီဖြည့်ပြီနော်ပါရမီမဖြည့်ဘူးနော်ဖျားနေရာကိုလိုချင်တယ်နော်ဒီတန်ဃာဒုပရိသတ်ကြီးကိုသူအုပ်ချုပ်ခြင်းတယ်ဖျားကိုအနာယူပါ ဖရာယာဓုကိုသူယူမယ်ဖရာနေရာမှာသူနေပြီးတော့တန်ခါဓုကိုအုပ်ချုပ်မယ်ပေါ့အဲ့ဒါအရှင်ဒေဝတရဲ့အလူဆိုးပဲပေါ့မဖြစ်သင့်တဲ့ဟာလေနော်တန်ရာတန်ရာကို လိုချင်တာကတော်သေးတယ်ဥပမာမတန်မရာကိုတောင်းတတာလေဖရာယာဓုနဲ့သူနဲ့ကမတန်မရာပဲအဲ့တော့မတန်မရာကိုလိုချင်နေတာဟာပါပိစပဲပေါ့ပါပိစကိုမှမရှိတဲ့အရေးချင်းမရှိတဲ့ဂုံကိုလိုချင်နေတာနော်မရှိတဲ့ဂုံကိုလိုချင်နေတာဟာပါပိစပဲပေါ့ အလိုဆိုးလို့ခေါ်တယ်အဲ့ဒီအလိုဆိုးကြောင့်လည်းအရှင်သေဝတ္တကမလုံတဲ့နာတွေလုတ်ပြီးတော့အပယ်ကျမှာဖြစ်တယ်ပေါ့အဲ့ဒီအလိုဆိုးကြောင့်ပဲဘုရားကိုလှုပ်ကြံတဲ့သံဃာတွေကိုတင်းခွဲတယ်အဲ့ဒါကြောင့်အပယ်ကျမှာပဲနောက်ဆုံးတစ်ခုကတော့ပါပမိတ္တလို့ခေါ်တယ်မကောင်းတဲ့မိတ်ဆွေတငယ်ချင်းတွေကြောင့်ပဲအကယ်၍အရှင်သေဝတ္တဘေးနားမှာလူကောင်းသူကောင်းတွေရှိနေမယ်မိကောင်းဆွေကောင်းတွေရှိနေမယ်ဆိုရင်အရှင်သေဝတ္တရဲ့ဒုံရက်တွေကိုထောက်ပြပြီးတော့ပြန်တက်မှတ်ပြီးလို့ရတယ်လေ အရှင်ဒီဝတဲ့မင်းဒါမလုပ်သင့်ဘူးနော်ဒီလိုမပြောသင့်ဘူးနော်တို့သူ့ကိုတက်မဲ့ပေးမဲ့သူမရှိဘူးအားလုံးကဘေးနားမှာမြောက်ထိုးပင့်ကော်တွေပဲများတယ်နော်လုံချာရှိတာလုံငါတို့ဝိုင်းရံပေးမယ်မင်းလုံကွာငါတို့ရှိတယ်ဒါမျိုးတွေဆိုဝိုင်းမြောက်ပေးကြတာအဲ့ဝိုင်းမြောက်ပေးတဲ့အတွက်ကြောင့်လည်းအရှင်ဒီဝတဲ့ကသူ့ရဲ့လုံရက်တွေကိုရက်တန်းကမရက်ဘူးမိုက်ပြီးမိုက်မိုက်ပြီးမိုက်သွားတာဒါကြောင့်အရှင်ဒီဝတဲ့အပယ်ကျအခြင်းအကြောင်းထဲမှာမိကောင်းဆွေကောင်းမရှိတာလည်းအကြောင်းတစ်ချက်ပါတယ်ပေါ့ ဒါလည်းဦးဇင်းတို့တက္ကရာကမတတိပြုစီရနော်ကိုကိုကြောက်တုံးနေသလားဆိုတာကိုတတိပြုပါကိုနားမှာရှိတဲ့ပုံကိုယ်တွေကကိုရဲ့မိကောင်းဆွေကောင်းအစ်စ်တွေဟုတ်ကဲ့လားမိဆွေအတုတွေများဖြစ်နေမလားဆိုတာကိုအကဲခတ်ဖို့လိုတယ်ပေါ့တချို့ကမိဆွေကောင်းရောင်ဆောင်ပြီးတော့ကိုကို၆တင်းနေတာမျိုးတွေရှိတယ်ဟောနောက်ကျောဓာတ်နဲ့ထူတာမျိုးတွေအများကြီးပဲလောကကြီးမှာကအခုဒီမှာအရှင်ဒီဝတ်တဲ့အပယ်ကြအရှင်အကြောင်းတည်းမှာအဲ့ဒီနံပါတ်၈ကနော်တစ်ချက်ပါနေတယ် မိတ်ဆွေကောင်းမရှိတာရုပ်မာတဲ့မိတ်ဆွေတွေရှိနေတယ်အင်းကောင်းမြင်တော့အနည်းချက်လိုက်တော့ချစ်ချက်ပေါ့နော်လက်လာဘာကြောင့်အရှင်ဒီဝတ္တအပယ်ကြတာလက်လာဘာမရှိတဲ့အတွက်ကြောင့်အရှင်ဒီဝတ္တအပယ်ကြတာအချမ်းရံပြိတ္တကြောင့်အရှင်ဒီဝတ္တအပယ်ကြတာအချမ်းရံပြိတ္တမရှိကြောင့်မရှိတဲ့အတွက်ကြောင့်အပယ်ကြတာပူဇော်တက္ကရာကြောင့်အပယ်ကြတာပူဇော်တက္ကရာမရှိတဲ့အတွက်ကြောင့်အပယ်ကြတာနော်အလိုဆိုးတွေကြောင့်အပယ်ကြတာနော်မကောင်းတဲ့မိတ်ဆွေတွေကြောင့်အပယ်ကြတာဆိုပြီးတော့မြတ်စွာဘုရားက ။အရှင်ဒီဝတ်တဲ့ပယ်ငရဲကြာရခြင်းအကြောင်းရှစ်ချက်ကိုဟောတော်မူတယ်။အဲ့တော့မြတ်စွာဘုရားကယဟန်တော်ဒီကိုဆက်ပြီးတော့ပြောတယ်။ဒါကြောင့်ယဟန်များအနေနဲ့တဲ့ဘလို့ကြင်ကြံရမလဲဆိုတော့အဲ့ဒီလောကရန်တရားတွေကျုံးလာခဲ့လို့ရှိရင်တော့မိမိကနိုင်အောင်ကြင်ရမယ်တဲ့။နိုင်အောင်ကြင်တယ်ဆိုတာကိလေသာမဖြစ်အောင်ကြင်ပါလို့ပြောတယ်။နော်ကိုယ့်ရဲ့သီလသမာဓိပညာတွေကြောင့်တခါတခါမှဒီကြီးညိုလို့လက်လာပါတွေရလာတယ်။ အချိန်ရပရိသတ်တွေပေါများလာတယ်ပူဇော်တက္ကာရတွေဖြစ်လာတယ်ဆိုရင်အဲ့ဓာတွေကိုလည်းပဲနိုင်အောင်ရှုပါနော်ပစ္စည်းလက်လာမာတွေပေါ်လာခဲ့လို့ရှိရင် အောင်မြင်လာခဲ့လို့ရှိရင်လည်းနော်တရားလက်မလွတ်စေနဲ့အကင်းအကြောင်းမျိုးမျိုးကြောင့်လက်လာပါတွေမရဘူးရှားပါတယ်ဆုပ်ယုပ်တယ်ပူဇော်တက္ကာရကိုယ့်ကိုပူဇော်တဲ့သူမရှိဘူးမြတ်တို့တဲ့သူမရှိဘူးကြီးညိုတဲ့သူမရှိရင်လည်းဒေါသမဖြစ်နဲ့အဲ့တော့ပြောချင်တာကအကောင်းလောကရနဲ့ပဲကြုံကြုံအဆိုးလောကရနဲ့ပဲကြုံကြုံ ခံနိုင်ရင်ရှိအောင်ကျင့်ပါလို့မြတ်စွာဘုရားကမှာတယ်။အေးအဲ့တော့အစိုးလောကနဲ့ကြုံလို့မခံနိုင်ရဘူးအကောင်းလောကနဲ့ကြုံလို့မခံနိုင်ကြဘူးဆိုရင်တဲ့။မဖြစ်တယ်လဲဆိုတော့အတဝဝိကာတာပရိလာဟာအတောတရားတွေဖြစ်မယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်စိတ်ကိုယ်စိတ်ကိုပင်ပန်းစေတတ်တဲ့ကိလေသာတွေဖြစ်မယ်။ဟုတ်လောကကြီးကပင်ပန်းနေကြတယ်ဆင်းရဲနေကြတယ်။မကြောက်လဲလို့မေးရင်ကိလေသာတွေကြောင့်ပဲ။ ော်တလောကံလုံးကိုကြည်လိုက်ပါဆင်းရဲနေကြတာတွေကကိလေသာတွေကြောင့်ပဲပေါ့တယောက်နဲ့တယောက်တိုက်ခိုက်နေကြတယ်တစုနဲ့တစုဆဲဆိုရံဖြစ်နေကြတယ်တနိုင်ငံနဲ့တနိုင်ငံစစ်တေဖြစ်ကြတယ်ဆိုတာကြည်လိုက်လို့ချင်းအတွင်းထဲမှာရှိတဲ့ကိလေသာတွေကြောင့်ပဲလေဟောဒီကဘာကြီးဘာကြောင့်မငြိမ်းချမ်းလဲလို့မေးရင်ကိလေသာတွေကြောင့်မငြိမ်းချမ်းတာပဲသူ့ရင်ထဲကကိလေသာကိုယ်ရင်ထဲကကိလေသာကိလေသာတိုက်ပွဲတွေဖြစ်နေကြတာရင်ထဲကကိလေသာတွေကိုပေါ်ထုတ်ပြီးတော့စစ်တေဖြစ်ကြတနိုင်ငံနဲ့တနိုင်ငံကျူးကျော်ကြတယ် တယောက်နဲ့တယောက်ရန်ဖြစ်ကြတုံးစုနဲ့တုံးစုတိုက်ခိုက်ကြဆိုတာကိလေသာတိုက်ပွဲပဲတကယ်တော့ဒါကြောင့်ကိလေသာဟာလူတွေကိုပင်ပန်းစေတယ်ဆင်းရဲစေတယ်ဒါကြောင့်အဲ့ဒီလိုလောကရန်တရားတွေနဲ့ကြုံတဲ့အခါမှာပင်ပန်းဆင်းရဲတဲ့ကိလေသာတွေမဖြစ်ရအောင်တရားဓမ္မတွေကိုရှုမှတ်ရမယ်လို့မြတ်စွာဘုရားကတိုက်တွန်းတယ်နော်အကောင်လောကရန်လာနဲ့တရားရှုမှတ်အဆိုးလောကရန်လာနဲ့တရားရှုမှတ်အဲ့တော့အကောင်လောကရန်လာရင်ဘယ်လိုရှုရမှာလဲလို့မေးရင် ဥစဉ်တို့အနေဆာသဘောတွေများများနှလုံးသွင်းပြရမှာဖြစ်တယ်ပေါ့နော်အကောင့်လောက်ကတည်းကလာလို့ရှိရင်အနေဆာသဘောတွေများများနှလုံးသွင်းပြမမြဲဘူးဘယ်ရမှမမြဲဘူးလက်လာပါတွေဆိုတာလည်းမမြဲဘူးချီးမွမ်းခံရတယ်ဆိုတာလည်းမမြဲဘူးအောင်မြင်မှုတွေဆိုတာလည်းမမြဲဘူးနော်အကောင့်လုံးဟာပြည့်စုံခြင်းသဘောရှိတယ်လို့အနေဆာသဘောကိုများများနှလုံးသွင်းပြရမှာနော်တကယ်ကမှများလည်းပဲအဲ့တော့အောင်မြင်နေတယ်တိုးတက်နေတယ်ကောင်းတဲ့နော် လောကဓာတ်တရားတွေရနာတယ်ဆိုရင်မမြဲခြင်းသဘောကိုများများနှလုံးသွင်းပေးဘယ်အရာမှမမြဲဘူးတနေ့ကျရင်ပျက်စီးတတ်တယ်တနေ့ကျရင်ဆုံးရှုံးရမှာပဲဆိုရက်နော်အဲ့ဒီသဘောတရားကိုနှလုံးသွင်းထားခဲ့လို့ချင်းရင်ရုပ်တရက်အောင်မြင်မှုတွေရစဲခိုင်းရင်လည်းစိတ်တအားကြီးခံစားမနေရတော့ဘူးပေါ့တွေ့တင်တွေးထားပြီးသားပဲလေနောက်တခါအဆိုးလောကဓာတ်တရားတွေနဲ့ကြုံလာတခါတလေလုံတိုင်းမအောင်မြင်ဘူး အချုံးလေးနဲ့ပဲရင်ဆိုင်နေရတယ်။ကိုကဘယ်လောက်ပဲကောင်းတာပဲလှုပ်လှုပ်ကိုကအကောင်းမမြင်ပေးကြဘူး။ကိုကအမြဲတမ်းအပြစ်တွေပဲပြောနေကြတယ်ဆိုရင်အစိုးရကလည်းနေနဲ့ကြုံရပြီဆိုရင်မေတ္တာဘာဝနာကိုငြင်းများပွားပေးရတယ်။နော်။အကောင်းလောကနဲ့ကြုံရအိဋ္ဌသဘောကိုများများနှလုံးသွင်း။အစိုးရလောကနဲ့ကြုံလို့ရှိရင်မေတ္တာတရားကိုများများနှလုံးသွင်း။မေတ္တာများများပွား။မေတ္တာသဘောကိုနော်။ပွား။ဆိုတော့အဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့ မလို့လောကဓာတ်ပဲကြုံကြုံခံနိုင်ရရှိတယ်ပေါ့အကောင်းလောကဓာတ်လိုင်းနဲ့ကိုကအလေးစားသဘောကိုနှလုံးသွင်းနေတာဆိုတော့ကိလေသာမဖြစ်တော့အစိုးလောကဓာတ်နေနဲ့ကြုံရလို့ရှိရင်လည်းမေတ္တာတွေပို့နေတာဖြစ်တဲ့အတွက်ကြောင့်ခံနိုင်ရရှိတယ်ပေါ့အဲ့လိုဆိုကိလေသာမဖြစ်တော့ညမေဆွာဘုရားကအေးအဲ့လိုအကောင်းလောကဓာတ်အစိုးလောကဓာတ်တွေဖြစ်ပေါ်လာတဲ့အခါမျိုးတွေမှာကိုယ်တန်တမှာပူလောင်စေတတ်တဲ့မငိမ့်ချမ်းစေတတ်တဲ့တိလေသာတွေမဖြစ်ရအောင်ကျင့်ရမယ်လို့ဘုရားကတိုက်တွန်းနေဆိုတဲ့အကြောင်းဒါကတရားမင်းက အရှင်ဥဒ္ဒရာကိုပြန်ဟောပြနေတာဗဇာမင်းကအရှင်ဥဒ္ဒရာပြောပြတဲ့တရားရှင်မြားရဲ့မြတ်စွာဘုရားကဒီတရားကိုကိစ္စကုတ်တောင်မှာအရှင်ဒေဝတက်ကိုအကြောင်းပြုပြီးတော့ဟောဖို့တယ်အဲ့တော့ရှင်မြားရဲ့ဟောဒီတရားကိုအရှင်မြားသင်ပါတော့ဟောဒီတရားကိုအရှင်မြားမှတ်ထားပါတော့ဗဇာမင်းကဘုန်းကြီးကိုပြန်တရားဟောသွားတာဒါလည်းသူ့တရားမဟုတ်ဘူးဖရာတရားပဲဖရာဟောတဲ့တရားကိုသူနာခဲ့ရတယ်ဒါကိုအရှင်ဥဒ္ဒရာကမနာဘူးသေးဘူးလို့ယူဆတဲ့ပြောကြောင့်သူက ပြန်ပြောပြနေတာအရှင်မြတ်ဒီတရားကိုမှတ်ထားပါဒီတရားကိုအရှင်မြတ်ဆောင်းထားပါဒီတရားဟာအလွန်မှတ်သားစရာကောင်းကျင့်သုံးစရာကောင်းတဲ့တရားဖြစ်ပါတယ်ဆိုပြီးတော့တရားမဲကရှင်ဥတ္တရမထေရမြတ်ကို၆ပါးခဲ့တယ်ပေါ့အေးကောင်းပြီအဲ့တော့ပြောချင်တာကဦးဇင်းတို့ဒီဥတ္တရဝိပတ္တိတုတ်တန်တရားဒေသနာတော်မှာနော်အောင်မြင်နေရင်လည်းအောင်မြင်ချောင်းတရားကိုနှလုံးသွင်းပြရမယ်။ဘာကြောင့်အောင်မြင်တယ်လဲ။ ဆုံးယုတ်တယ်ဆိုလို့ရှိရင်လည်းဘာကြောင့်ဆုံးယုတ်တယ်လဲဆုံးယုတ်ကြောင့်တရားကိုနှလုံးသွင်းပေးရမယ်။ဒါမှငါတို့ဘာမှားနေတယ်လဲ။ဘာတွေပြုပြင်ပေးရမလဲ။ဒီထက်ကောင်းအောင်ငါတို့ဘာတွေလုပ်နိုင်အောင်မလဲဆိုတာကိုတွေးတောနိုင်မှာဖြစ်တယ်ပေါ့။ပင်ခွနကအရှင်ဒေဝတဲ့အပေကျောင်းတရားလေးချစ်ပါဟာလည်းပဲသတိပြုစရာဖြစ်တယ်။နော်အဲ့မှာရုံမာတဲ့အလိုတွေနော်အလိုဆိုးတွေပေါ်လာပြီဆိုရင်အဲ့ဒါဟာအပေကျောင်းတရားပဲ။နော်မိကောင်းဆွေကောင်းမရှိချင်းဟာလည်းပဲအပေကျောင်းတရားပဲ။ ီနှစ်ချက်ဟာလည်းကျွန်တော်အလေးပြုရမယ်နော်စကားတစ်ခုဖြစ်တယ်ပေါ့ကိုနဲ့မတန်မရာတွေကိုလိုချင်နေတယ်ကိုနဲ့မထိုက်တန်မှုလိုချင်နေတယ်ဆိုရင်မလုပ်တင်တာတွေကို လုပ်မိမှာမပြောတင်တာတွေပြောမိမှာဒူးစရိုက်တွေလုံချူးမိကြမှာလေဆိုတော့အဲ့လိုဆိုရင်အဲ့ဒီဒူးစရိုက်တွေကြောင့်ပဲလူတွေကအပယ်ကြတာပဲပေါ့ပြန်ကိုနားမှာမိကောင်းစေကောင်းမရှိနိုင်ရင်လည်းကိုယ့်ရဲ့လောက်ရက်ကိုမှားနှမ်းမှားနှမ်းမှန်တာကိုကိုယ်တိုင်မဆန်းစစ်တတ်ဘူး တခါတလေလူတွေဟာကိုယ့်အဖြစ်ကိုကိုယ်မမြင်ဘူးကိုယ့်အားနည်းချက်ကိုကိုယ်မမြင်ဘူးအဘေးနားမှာရှိတဲ့တငယ်ချင်းကောင်းတွေကတွေ့တယ်အဲ့တငယ်ချင်းကောင်းတွေဆိုရင်တတိပေးပေါ်ရတယ်မင်းဒါမှနေပြီးဒါမှလုံးတင်မှုဒီလိုလုံးတင်တယ်ဒီလိုပြောတင်တယ်ဆိုတော့တငယ်ချင်းကောင်းတွေကထောက်ပြတယ်ပြုပြင်ပေးကြတယ်ဒါကြောင့်ဒကာဒကာမများအနေနဲ့တငယ်ချင်းကောင်းတွေကိုချဖွေပါရုံမာတဲ့အလိုဆိုးတွေကိုမထားပါနဲ့ရုံမာတဲ့အလိုဆိုးတွေဝင်လာရင်မလုံးတင်တာနေလုံးမိလို့အပေကြတတ်ပါတယ်ပြောတင်တာနေပြောမိလို့အပေကြတတ်ပါတယ် နေကောင်းမြင်တဲ့ကြောင့်ဒီဥဒ္ဒရာဝိပတိတုတ်တန်တရားဒေသနာတော်ကို나ယူမှတ်သားကြပြီးတော့အောင်မြင်ခြင်းသူတိုင်းတိုးတက်ခြင်းသူတိုင်းဟာမိမိကိုယ်ကိုလည်းဆင်ခြင်သုံးသပ်ရမယ်သူတစ်ပါးရဲ့အောင်မြင်မှုဆုံးရှုံးမှုတွေကိုလည်းဆင်ခြင်သုံးသပ်ပြီးတော့သင်ခန်းစာယူကြရမယ်လို့သဘောပေါက်နားလည်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတော်အတိုင်းဘုဒ္ဓမြတ်စွာသာသနာတော်ကိုကိုယ်ကိုယ်စီကဲနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်ပါသည်